တပတ်တာလုံးကျမတို့ကိုမနှက်ခင်ကြွေမွေးခြင်းနဲ့เนาะအသေးစိတ်ဝေငှထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်เนาะအဲ့တော့ဖျားသခင်เนาะဒီဖျားသခင်ရဲ့သားတော်ကြွလာခြင်းဟာတဲ့ကျမတို့ကိုမန်သောဖျားသခင်ကိုတိဖို့ဉာဏ်ကိုပေးတာတဲ့เนาะဉာဏ်ပညာကိုပေးတာဖြစ်တယ်ဒါဆိုရင် ကျမတို့ရဲ့အတိတ် ဖျားမမကြွလာဘူးเนาะဖျားသခင်ရဲ့သားတော်မမကြွလာဘူးဆိုရင်ကျမတို့ရဲ့အတိဟာမောင်မိုက်နေတယ်ကျမတို့ရဲ့အတိဟာစစ်မှန်ခြင်းကိုမတိနေဘူးဒါကြောင့်ဖျားသခင်ရဲ့ကြွလာခြင်းဖျားသခင်ရဲ့သားတော်ရဲ့ကြွလာခြင်းဟာမှန်တော့ဖျားသခင်ကိုကျမတို့ကိုတိကျွမ်းစီတယ်เนาะအဲ့တော့အရှိမဥဆောင်တဲ့ဆရာကစီးစင်းတဲ့အခါမှာဝေငါတဲ့အခါမှာမှန် 平安的开业抓拉金路表演，那班戏罢了。怎么如比如你的 Christmas 陪家咯，又办三样抓拉金皮皮咯，文艺怎么如也都文艺多一批，怎么如也文艺太过抓拉金，所以喏，办跟啊啊招来戏也是哪里喏，他招怎么如个平安的开业又办三样抓拉金哦。 这马肉要温热才嘛，温热到一皮，抓拉紧，二皮腰。这马肉还一里门到皮下都看过，最专业了，皮的。侬塞鼻到里才嘛，皮肉么搞不嘞？侬这马肉还一里门到皮下都看奶了高，大肉也熟出奶了高。 တည်ကြတယ်တဲ့เนาะကျမတို့ဟာဖះကိုတည်ယုံမဲ့တည်တဲ့သူတွေမဟုတ်ပါဘူးဖះ၌တည်တဲ့သူတွေလည်းဖြစ်တယ်အာမင်နော်အဲ့တော့ဖះဟာကျမတို့ရဲ့အထဲမှာတည်နေသလိုကျမတို့ဟာလည်းဖះရဲ့အထဲမှာတည်နေခြင်းအဖြစ်ကျမတို့ဟာအဲ့ဒီမှန်သောဖះသခင်နဲ့ ပို့ပို့ပို့ပြီးတော့ယဉ်ညီကျွမ်းဝင်လာတဲ့သူတွေဖြစ်တယ်မကသေးဘူးသူကဘာဆက်ပြောထားလဲဆိုရင်ဤသူကတဲ့မန်တော်ဖျားသခင်ဖြစ်တော်မူ၏တဲ့အဲ့တော့ဖျားရဲ့သုံးမတပါဖျားရဲ့အတန်အလန်တည်ရှိနေခြင်းနဲ့เนาะခမဲတော်သားတော်ဝိညာဉ်တော်သုံးမတပါဖျားဟာတဖျားတဲ့เนาะဤသူဖြစ်ခြင်းကိုကျမတို့ဒီမှာတွေ့ရတယ်ဆက်ပြီးတော့မှဘာတွေ့ရလဲဆိုရင် เนาะအဲ့ဒီမှန်တော့ဘုရားသခင်ဟာတဲ့ထာဝရအသက်လည်းဖြစ်တယ်တဲ့အဲ့တော့ကျမတို့ရဲ့အထဲမှာကျမတို့သိရဲ့ဘုရားကျမတို့ရဲ့အထဲမှာရှိရဲ့ဘုရားဟာအသက်လည်းဖြစ်တယ်เนาะအသက်ဖြစ်နေလဲကျမတို့အထဲမှာရှိနေတာအဲ့တော့ကျမတို့လည်းလည်းရှိနေတဲ့အသက်ကကြတော့ထာဝရအသက်မဟုတ်ဘူးလေเนาะဒါပေမဲ့ဘုရားဆိုင်ရာအသက်ကိုကျမတို့ရပြီဆိုရင်တော့เนาะထာဝရအသက်ရှိပြီဖြစ်တယ်အဲ့တော့ကျမတို့ဟာ 喏，打落野是可以赚啦，真哈。那么第怎么如，拍鸦股地赚南部，拿来南部养股拍鸦个比的，阿灵股比的，评价真股比的。那么你怎么如哈，阿里拍鸦呢？一边阿冷，对西真股看啥样的？那么都怎么如哈，他若阿得股也虚假的，喏怎么如哈，我。 ဖျားလည်းရတယ်ထာဝရအသက်ကိုလည်းရတယ်ကျမတို့ကအရင်ကထင်တယ်သားတော်ကိုယုံကြည်လက်ခံရင်ထာဝရအသက်ကိုရတယ်အဲ့ရတဲ့အသက်ကငါငရဲမသွားရတော့ဘူးကောင်းကင်သွားရမယ်အသက်လောက်ပဲကျမတို့ထင်တယ်ကျမတို့ရထားတဲ့ထာဝရအသက်ထဲမှာဖျားကိုတော်တိုင်းပါလာ အဲ့ဒီဖျားကိုတော်တိုင်ဟာကျမတို့ရဲ့အထဲမှာအသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်။ဒါဟာစစ်မှန်ခြင်းဖြစ်တယ်။ဒါကြောင့်မလို့သူကလေနော်ဒီယောဟန်ကဒီစာဆောင်ကိုအဆုံးသတ်တဲ့အခါမှာသူကဗာပြောထားလဲဆိုရင်ချစ်သားတို့ရုတ်ထုစင်တုကိုကျင်ရှောင်ကြလောတဲ့အဲ့တော့ရုတ်ထုစင်တုဆိုတာဗာလေရုတ်ထုစင်တုဆိုတာမာယွင်းတဲ့အရာတွေပဲဖြစ်တယ်မာယွင်းတဲ့ဩဝါဒတွေဖြစ်တယ်မာယွင်းတဲ့အစာထိုးမှုတွေဖြစ်တယ်နော်အဲ့တော့ကျမတို့ ခရစ်စမတ်ပဲပြောပြောကျွန်တော်တို့ရဲ့ကိုးကွယ်မှုဆိုင်ရာပဲပြောပြောဘာမဖြစ်သွားဖို့လို့လဲလို့ပြောရင်ရုတ်ထုစင်တူမဖြစ်သွားဖို့လို့တယ်အစာထိုးခြင်းတွေမဖြစ်သွားဖို့လို့တယ်မာအယွင်းခြင်းတွေမဖြစ်သွားဖို့လို့တယ်အဲ့ဒီလိုမဖြစ်ဖို့ဆိုရင်လေကျွန်တော်ကစစ်မှန်တဲ့ဖရားကိုတိကျွမ်းပြီးတော့နားလေပြီးတော့မှအဲ့ဒီဖရားနဲ့အပြန်အလှန်တီးပြီးတော့မှအဲ့ဒီထာဝရအတ္တမှာတီမီနေဖို့လို့တယ်ဘာကြောင့်လဲဆိုတော့မနေ့ကနော် ဒီကျမတို့ဟိုခင်ရတဲ့ညီမတယောက်ရဲ့အမျိုးသားဆုံးတော့အတင်းတော့၃၄ပါးလောက်ကစုပြီးတော့မှဟိုအတူတကွာအဲ့မှာဟိုနှစ်သိမ့်ဝစ်ပြုတ်စီဝေးကြတယ်အဲ့ဒီမှာအမျိုးသမီးတယောက်ကကျမကိုလာမေးတယ်နော်ဘာလာမေးလဲဆိုတော့ဆရာမတို့ကအားတဲ့ဖျားဆုတောင်းတဲ့အခါမှာတဲ့ယေရှုနာမ၌ဆုတောင်းပါဤလို့ မပြောဘူးဟိုအဲ့လိုအဆုံးမတက်ဘူးဆိုတဲ့အဲ့လိုလာမေးတယ်။ဘာဖြစ်လို့အဲ့လိုမလုပ်တာလဲတဲ့။အဲ့နဲ့ကျမကပြန်ဖြေတယ်။အော်အဆုံးသက်မှာယေရှုနာမ၌လည်းအဆုံးသက်ရင်လည်းတက်ပါတယ်။တခါတလေအဲ့လိုမျိုးအဆုံးမတက်ရင်လည်းမတက်ပါဘူး။ဒါပေမဲ့သေချာတာကတော့ယေရှုနာမကိုအချိန်တိုင်းခေါ်တယ်။ကိုယ်ကိုယ်ချင်းအစမှလည်းခေါ်တယ်။အလယ်မှလည်းခေါ်တယ်။နော်အိမ်မှနေလဲခေါ်တယ်အဲ့တော့ယေရှုနာမကိုအချိန်တိုင်းခေါ်တဲ့အတွက် ဟိုအဆုံးသတ်တဲ့အခါမှာခေါ်ခြင်းလဲခေါ်တယ်မခေါ်ခြင်းလဲမခေါ်ဘူးဆိုပြီးတော့เนาะအဲ့လိုပြန်ရှင်းပြတယ်အဲ့နဲ့ तू ကနောက်တစ်ခုထပ်မေးအောင်ပဲတဲ့เนาะမဟိုဆရာတယောက်ဝင်ကတာကြားဘူးတယ်တဲ့သုံးပါးတပါးဖျားဆိုပြီးတော့ तू ပြောတာတဲ့เนาะသုံးဆရာဆိုးတဲ့ဝင်ကတဲ့အထဲမှာဗောနော် तू ကြားလိုက်တယ်တဲ့ तू ဟိုတားတော်ဟိုဟာသုံးမတစ်ပါးဖျားကိုသူဘလို့ခေါ်လဲဆိုတော့တဲ့မေရောတားတော် ਨੇ ဝိညာဉ်တော်ဆိုပြီးအဲ့လိုခေါ်တယ်ဆိုတော့ကျမသူ့ကိုကြည့်မေရောလို့တော့မခေါ်ပါဘူးလို့အဲ့လိုပြောမဟုတ်ဘူးတဲ့ဆရာမမကြားတာနေမယ်အဲ့နဲ့ကျမကြောင်ပြီးတော့ဒါဆိုရင်အရှိကခါကိုသူမခေါ်မိလိုက်တာလားခမဲတော်လို့တော့သူခေါ်တာနေမယ်ဗောနော်အဲ့တော့ကျမကတော့နောက်တစ်ခုပြန်ပြောတယ်မေရောဆိုပြီးတော့ဥတီတာကတော့အာစီရေနော်လို့အဲ့လိုပြောအေးဟုတ်တယ်နော်ဆိုပြီးတော့လေနော် ဲ့တော့ကျမတို့ကလေနော်ပြောချင်တာကစစ်မှန်ခြင်းကိုရရှိထားဖို့လိုတယ်စစ်မှန်ခြင်းစစ်မှန်တဲ့ဖရားနဲ့ကျမတို့ဟာထိတွေ့နေဖို့လိုတယ်အဲ့တော့အဲ့လိုထိတွေ့မွေးလျော်နေရင်လေဖရားကကျမတို့ကိုစစ်မှန်ခြင်းကိုပေါ်ပြမှာဖြစ်တယ်ညင်းခုန်ခြင်းတွေပြုเสียမလို့ပဲနဲ့မှစစ်မှန်တဲ့အရာကိုထိတွေ့ထားခြင်းအဖြစ်เนาะစစ်မှန်တဲ့အရာက ကျမတို့ရဲ့အထဲကနေနားလေစီမှာဖြစ်တယ် เนาะဒါကြောင့်မလို့เนาะဖခင်ကိုယေရှုတင်ချီးမွမ်းတယ်အဲ့တော့ကျမတို့ရဲ့အသက်တာထဲမှာเนาะအခုအရှိမဝင်ငှသွားတယ်เนาะဖခင်ကလွယ်ပြီးတော့ဂျန်နဲ့အရာအားလုံးနဲ့လူခတ်သိမ်းဟာတဲ့အတုအလိန်တွေဖြစ်တယ်တဲ့မာယွင်းတဲ့အရာတွေဖြစ်တယ်တဲ့เนาะအဲ့တော့ကျမတို့ကလူကိုလည်းယုံလို့မရအောင်ယုံရင်ယုံရင်ယုံရင်နဲ့ယုံလုံးအားကြီးလာရင်เนาะမယုံနိုင်စရာက ဖြစ်လာတယ် နော်အဲ့တော့ဖယားကိုပဲကျမတို့ယုံဖို့လိုတယ်လူကိုလည်းကျမတို့ကသူ့အထဲမှာရှိတဲ့ဖယားကို ကျမတို့ကယုံဖို့လိုတယ်နော်ဒီလူကိုယုံလို့အားကိုးလို့နော်ဒီလူကို အမိသွားပြုတ်လိုက်ပြီးဆိုရင်အတူအလိန်ပေါ်လာတဲ့အခါကျမတို့ပဲနာကျင်ရမှာဖြစ်တယ်။နော်ဒါကြောင့်မလို့ဖယားကိုပဲစစ်မှန်တဲ့ဖယားဟုတ်မှန်တဲ့ဖယားကိုပဲနော်ကျမတို့ဟာယုံကြည်အားကိုးပြီးတော့နော်ကိုယ့်ရဲ့အသက်တာကိုဖယား ကျင်ဆောင်ခိုင်းတဲ့ဒီမှာဆိုရင်ယောဟန်က ပြောထားတယ်လင်နော်ရုတ်ထုစင်းတုဖျားနေရမှာအစာထိုးတဲ့အရာတွေမာယွင်းတဲ့အရာတွေကို ကျမတို့ဟာကျင်ဆောင်နော်စောက်ကြက်တဲ့သူတွေဖြစ်ဖို့လိုတယ်ဆိုတဲ့အရာလေးနော်ဒီတပတ်တာလုံးကျွေးမွေးမွေးလျော်ခဲ့ရတဲ့နှုတ်ကပတ်တော်ကိုလေနော်အနေငယ်ပြန်ပြီးတော့စီးစင်းတဲ့ခုချိန်မှာတော့ကျမတို့အားလုံးမတရက်ပြီးတော့မှနော်ထိုးဖျားသခင်ဟုတ်မှန်တော့စစ်မှန်တော့ထိုးသူဒီဟုတော့